အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်အရေးကြီးရာလေးတစ်ခုပေါ့ဗျာနော်ဒါလေးတစ်ခုပြောချင်လို့ပါအဲ့ဒါဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒါလေးကို နော်ဘာလို့ပြတာပြန်လဲကြတော့ပြန်လို့တော့ရတာပေါ့ဗျအချင်းကြတယ်ဗျအကျန်းတယ်လေးရအောင်လို့ကျွန်တော် AI တွေနဲ့ဘာသာပြန်လဲလေးရှိပါတယ် ChatGPT နဲ့ပြန်ရင်တော့မြန်မြန်အကုန်တော်တော်များကိုလုတ်ပေးတယ်ဒါပေမဲ့အမှားလေးတွေဘာတွေညာတွေချွင်းချက်တွေအများကြီးပါတယ် Google နဲ့ကျွန်တော်ကဟိုကတော့ DeepSeek ကတော့မယုံလို့မလုံးဘူးဗျ နော်တရုတ်ကိုတိတ်မယုံလို့အဲ့အစ်စ်ကိုလည်းကျွန်တော်သုံးလေးတိတ်မရှိဘူး Google ကတော့ဒီဘိုက်ဒီဘိုက်လေးတွေပဲရတယ်ဗျာလင်းငါးကြောင်းပဲလုံးလို့ရတယ်သုံးလေးကြောင်းတော့ပဲလုံးလို့ရတယ်အဲ့ဒါပို့ပြီးတိကြတယ်ဒါပေမဲ့အချိန်တိတ်ကြတယ်ဗျာနောက်တော့မှကျွန်တော်အဲ့ဒါတချို့ဟာတွေကျတော့အဲ့ထဲနေပြီးတော့ထပ်ပြင်လိုက်တယ်ပြီးတော့မှကိုယ့်အကူပြင်ပြီးတော့ထပ်ပြီးတော့နောက်ဆုံးမွန်မှန်လိုက်တယ်အဲ့လိုလုပ်လိုက်ရနော်အဲ့တော့ကျတော့ ChatGPT ကနေကျွန်တော်ကိုချီးကျူးတဲ့ဟာလေးထူးဆန်းဆန်းဗျာနော် ကျွန်တော်ဗောအင်္ဂလိပ်လိုရေးထားတာကျွန်တော်တင်ပြီးသားပါနော် ChatGPT ကိုဒါလေးကိုငါရေးထားတဲ့ဟာလေးကိုဘာသာပြန်ပေးပါလို့ဆိုပြီးတော့မှပြောလိုက်တာဟာကို ChatGPT ကဘာပြန်ဖြေလိုက်လဲဆိုတော့နော်ကျေနော်ချက်ဒါ ChatGPT ကနော်ပြန်ဖြေတာအောက်တွင်သင်ပေးသောအင်္ဂလိပ်စာအတိုင်းအတာအရမြန်မာဘာသာဖြင့်ပြန်ထားပါသည် သင်အကြောင်းအရာတိကျမှုအကြောင်းအရာတွေလည်းတိကျတဲ့ရိုးရိုးသားသားဖြင့်ရေးသားထားသောကြောင့်ဟမ်နောက်ကြတော့သူကချီးကျူးလိုက်တာဗျာနော်အကြောင်းအရာလည်းတိကျတယ်ရိုးရိုးသားသားနဲ့ရေးသားထားသောကြောင့်မြန်မာပြန်စုရက်တွင်လည်းထိုးအတိုင်းသိမ့်သိမ့်ထားပါသည်ထူးဆန်းဗျာကျွန်တော်မေးဘူးတာများလာပြီဗျအဲ့လောက်မဟုတ်ဘူးသူရှိပြန်ခိုင်းလိုက်ရင်အတူချုပ်ပြန်ပြန်တယ် စာကြောင်းတလူအရှိကြီးဆိုရင်လင်းကားမျက်နှာရှိတယ်ဆိုရင်တမျက်နှာတမျက်နှာကလောက်ပြန်တယ်သုံးကလောက်ပြန်ပြီးတော့လုတ်ခိုင်းရတခါလေကိုကပြီးသွားပြီမှန်တယ်ဟာမဟုတ်ဘူးတဝဲလေးပဲပဲရှိသေးတယ်နောက်တစ်ခါထပ်ပြီးတော့ထပ်ခိုင်းနောက်တစ်ခါထပ်ခိုင်းနေအဲ့လိုလိုရတယ်နောက်ကျတော့တူချုံပလိုက်ကြတယ်ဗျာဒီအခုကတော့တော်တော်လေးကောင်းအောင်လို့ပြန်လာပါလေဒါပေမဲ့ကျွန်တော်တို့ပြင်ရတာပေါ့ဗျာเนาะ သူသူပေးထားတာဟာနည်းဟုတ်ပြီเนาะကျွန်တော်အဲ့တော့သူဒါလေးကကျွန်တော်ဟိုချီကျူးမဲ့လူမရှိတော့လဲ ChatGPT တရားကြီးဆိုဒါပေမဲ့ AI ရဆိုတော့ပို့ပြီးတော့မှเนาะမြောက်ပေးတာမဟုတ်ဘဲနဲ့ကျွန်တော်ဟိုเนาะအဲ့တော့မှဒေါက်တာကူကူကြီးเนาะအဗ္ဒူရာမန်ဇဖရူဒင်ဒါဘာမလို့ရေးလိုက်လို့ရပါလေဒါပေမဲ့မရေးတော့ပါဘူးညာဘာသူ့နာမည်လဲအဲတန်စရီပေါ့လေအော်စမန်ဟာရှင်ယန်ဘာရဟမတ် မပြောတော့ပါဘူးเนาะအဲ့တော့ကျတော့လီဇာအဘတော်တန်စရီဥစမန်ဟာရှင်အာဆီယံဥက္ကဋ္ဌီမြန်မာအတွက်အထူးသာမတ်ကြီးเนาะအဲ့တော့ရဲဆွဲကကျွန်တော်ပို့ထားပြီးသားပါဖေဗရူလာ12ရက်နေ့ကပို့လိုက်တာပါเนาะကိုတိုင်သူလက်ထဲနီးပါးလောက်ပေါ့ဗျာဝင်းကြီးရဲ့ PA ရတဆင့်သူ့ရှိကိုပို့တယ်ဝင်းကြီးရှိပို့တယ်เนาะအဲ့ဒါဘလူးအသင်းဘလူးဘလူးတွေကတော့မပြောတော့ပါဘူးညာเนาะ အဲ့တော့ဟုတ်ပြီနော်အဲ့တော့အကြောင်းအရာမလေးရှားဥဆောင်တဲ့ဗမာနိုင်ငံအတွက်အာဆီယံညီညာရေးဆွေးနွေးမှုအစီအစဉ်အတွက်အကြံပြုချက်ဒါတော့ထုံးစံပေါ့ဗျာမွတ်စလင်မွတ်စလင်ရေမြအဆလာမ်အလိုက်ကူမရာမတ်တလာယူဘာရကာတူ เนาะပြန်လို့တယောလည်းမတန်ဆိုင်ဘူးပြကျွန်တော်တို့ဘာသာရဒါတော့ငင်းညမ်းပါစီလို့ဆိုပြီးတော့မှဟာလာเนาะလာရှင်များရဲ့ဘရကတ်ကြီးကြောက်ပါစီဆိုပြီးဒါဆုတောင်းနေဒါနဲ့မွတ်စလင်မွတ်စလင်ရဲ့တော့ဒါဒီလိုပဲအစလမ်ပေးပြီးတော့နှုတ်ဆက်တာပဲเนาะဥပမာတော့မှကျွန်တော်တို့မွတ်စလင်တွေကိုဆလမ်ပေးပြီးတော့ဘာလုပ်တာပဲဗျာเนาะအဲ့တော့လေးစားအပါတော့တန်စရီခင်ဗျား မလေးရှားလူခွင့်ရေးကော်မရှင်ဥက္ကဋ္ဌဟောင်းကြီးခမရဆိုရင်နိုင်ငံရေးဝန်ကြီးဌာနအတွင်းရေးမှူးချုပ်ဟောင်းเนาะနောက်ကဂျနီဗာရှိကုလသမဂ္ဂအဖွဲ့မှာမလေးရှားတာမတ်ကြီးအမေရိကန်နိုင်ငံရှိတာမတ်ကြီးနောက်ကြတော့အဲနောက်ချက်အမေရိကန်နိုင်ငံတာမတ်ကြီးနောက်ချက်သမရနိုင်ငံတာမတ်ကြီးတို့အဖြစ်တာဝန်ယူပြီးပြီးနောက်မလေးရှားနိုင်ငံရေးဝန်ကြီးဌာန နော်ဒါရီကဒါရီကပေါ်လာတာနဲ့ကိစ္စမရှိဘူးပြဒါတော့နော်ဒါတော့ကျွန်တော်လည်းဒီလိုပဲလုပ်ရတာပဲလေနော်ကျွန်တော်ကတော့အိုင်ဒီယာညံ့တော့ဒါနဲ့ပဲလုပ်ရတာပေါ့ဟုတ်လားနော်ဟုတ်ပြီနော်အဲ့တော့အဲတောင်ဝင်အများပြထမ်းဆောင်ငယ်ပြည်ဦးကအဆင်ဥက္ကဋ္ဌဤမြန်မာနိုင်ငံအတွက်အထူးတန်အမှတ်ကြီးအဖြစ် နော်တောင်ဝင်ယူခွင့်ရခြင်းအတွက် တာဝန်ပေးအပ်ခြင်းလို့တာဝန်ယူခွင့်ရခြင်းအတွက်ချီးကျူးဝမ်းမြောက်ပါသည်ထို့ပြင်တာဝန်ယူခြင်းအညီတပြေးညီအလင်းမြန်နော်မြန်မာနိုင်ငံကိုအလဲပတ်သွားရောက်ပြီးစစ်ကောင်စီနဲ့တွေ့ဆုံခဲ့တယ်ထိုင်းနိုင်ငံမှာလည်းအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရနော် NUG နဲ့ဥဆောင်နဲ့တိုင်းရင်းသားတော်လှန်ရေးလက်ကမ်းအဖွဲ့တွေနဲ့တွေ့ဆုံခဲ့တဲ့အတွက်လည်းအထူးကျေးဇူးတင်ဂုဏ်ယူအပ်ပါသည်เนาะအဲ့တော့ ကျွန်တော်ကတော့ဆရာဝန်ဖြစ် နော်ဒီဒီဇမားမှာဆိုရင်ဗောလေဒါတော့ဒီမှာရေးတာဟုတ်မှာဒါပြောတာပါ40 90ပြည့်တော့မှာဗျနော်အဲ့တော့1.90ကတောင်ဝထမ်းဆောင်ခဲ့ပြီးအခုလည်းမလေးရှားမှာအနည်း40လောက်မလို့မရှိသေးပါဘူးဗျာ38 39လောက်ပေါ့လေထားပါတော့နေထိုင်ခဲ့ပါတယ်ကျွန်တော်နေထိုင်ပြီးတော့ဆရာဝန်နဲ့လုပ်နေတာပဲကျွန်တော်အင်ဂျင်နီယာနိုင်ငံရေးပေါ်စိတ်ပါဝင်စားမှုရှိပြီးရခိုင်ကဝန်ကြီးချုပ်ဟောင်း YAB တွန်ဒေါက်တာမဟာတီမိုဟာမတ်နော် ၎င်းရခိုင်ကဒုတိယဝန်ကြီးချုပ်ဟောင်းယခုဝန်ကြီးချုပ်ရဲ့ဇနီး YAB ဒါတိုစရီဒေါက်တာဟာဂျာဝမ်အဇီဇာဘင်တီဒါတိုဒေါက်တာဝမ်အစ်မိုင်လုံးနဲ့တော့ဆိုရင်ဗာလေဒေါက်တာဆိုတာဟိုဟာနဲ့ဗျအဲမျက်စိအထူးဆရာမကြီးเนาะမြန်မာနိုင်ငံရေးဆိုင်ရာတွဲဆုံမေးမြန်းခြင်းများကိုကျင်းပဘူးပါတယ်အဲ့ဒါဘာလို့လဲဆိုတော့ နော်ကြာပါပြီဗျာအဲ့ဒါ15နှစ်လောက်ရှိပါပြီအဲ့ဒါလေးကတော့အစောကြီးကလုပ်ဖူးတာပါနော်အဲ့ဒါကြဒီဝင်းကြီးရုပ်အတွက်ကိုအင်တာဗျူးလုပ်ဖို့ဟာအတွက်ကို ကိုတေဇဒေါက်တာတေဇပေါ့ဗျာဒေါက်တာတေဇအဲဘာမဒိုင်ဂျက်စ်ကနဲကျွန်တော်ဟိုပြောလို့เนาะ အကူအညီတောင်းလို့ကျွန်တော်စ조사ပြီးတော့အဲအီးမေးလ်နဲ့လုပ်နေတဲ့အချိန်မှာနောက်ကျတော့အဲဒီကအမှုတွေကလည်းပေါ်လာတော့မပြောတော့ပါဘူးဗျအရင်မှုတွေကျွန်တော်အကုန်တည်ပြီးသားပါအဲကျတော့အဲ့လိုမျိုးနဲ့သူ့အလုံးများနေတဲ့အချိန်မှာသူ့အမျိုးသမီးကိုကျွန်တော်ခွင့်တောင်းလိုက်တော့ကျတော့ဒါနဲ့ အင်တာဗျူးရတာပါအင်တာဗျူးကဗီဒီယိုကင်မရာ၃လုံးလောက်နဲ့ရိုက်ထားပါတယ်သူကိုယ်တိုင်လည်းရိုက်ထားပါတယ်ဝင်းကြီးရုပ်ကြတာကြဝင်းကြီးရုပ်တော့အဲဒေါက်တာမဟာတေတော့ကတော့အဲကင်မရာငှားလိုက်ရင်လည်းနှလုံးငှားတာတော့မရဘူးဆိုတော့နှလုံးထပ်ငှားတာပြောပြီးမှနောက်ဆုံးနေ့ကျမှအကုန်ရတယ်ဆိုတော့ကင်မရာ၄လုံးနဲ့ နော်ရိုက်ထားပါတယ်ဒါပေမဲ့အဲ့ဒါတွေတော့ထုတ်မပြတော့ပါဘူးတိန်တာနောက်ကျမှရာဇဝင်ကျမှပဲဖွင့်ပြတော့မှာပေါ့ဗျာနောက်ကျတော့မှနော်အဲ့ဒါတွေနဲ့တွေ့ဆုံမင်းမြန်ချင်းများကျင်းပဘူးပဲမဟုတ်ဘဲနဲ့ကျွန်တော်ပြောရင်ဒုက္ခရောက်မှာပေါ့ဗျာဒီဟာအခုဟာတွေကနော်အစိုးရတွေ့ဆုံမင်းမြန်ချင်းများအောက်ပါလင့်များနဲ့ဖက်ရှိနိုင်ပါသည်နော်ဒီဟာတွေက နော်ပြန်ထည့်ရမယ်ဒါတွေကအခုဘက်မှာထည့်ထားပြီးပါတယ်ကျွန်တော်ဘလော့မှာတော့ထည့်ထားတယ်နော်ကြာ Facebook မှာလည်းကျွန်တော်ထည့်ထားပါတယ်ဒါထားဒီမှာတော့ဒီမှာဒီမှာတော့ link တော့ရှိပါတယ်ဒီကနော်ဒီမှာလည်း link ရှိပါတယ်နော်အခုကျွန်တော်ရဲ့ဘောင်းအပြင်ဘက်ကနီလာအတိဖြင့်တွေးခေါ်စဉ်းစားမှုသဘောတရားဟာလား out of the box ကိုပြောတာဗျ out of the box uh, thinking ပေါ့ဗျာနော် လူများစဉ်းစားနေတာเนี่ยမတူတဲ့ဟာကိုကျွန်တော်စဉ်းစားတာပါဘယ်သူမှဒါမှမပြောသေးပါဘူးကျွန်တော်ထက်ထက်လဲလဲပြောပါတယ်တခါလည်းမဟုတ်ကျွန်တော်နောက်ကဘယ်သူမှလိုက်လာတဲ့လူမရှိပါဘူးเนาะကျွန်တော်ကတော့မန်လေးသားဆိုတော့လူလူတော်မှာတို့လူလူဦးလာတို့ပြောသူပေါ့ဗျာစင်သွားရင်လမ်းဖြစ်ရမှာကျွန်တော်စင်တော့မဟုတ်ဘူးရเนาะကျွတ်လျှောက်တဲ့လမ်းလေเนาะဒီမဲ့ဒီမဲ့ဒီမဲ့ပြောပါတယ်ဗျာနေဆက်ဒီမှာဆိုရင်အဲ့ကျွတ်လျှောက်လမ်းတွေကျွတ်တိုးတဲ့လမ်းတွေကနေပြီးတော့မှလူတွေဝင်ထွက်ဖို့ရအောင် เนาะဒီခိုးဝင်ခိုးထွက်ဒီအများကြီးပဲတိမ့်နဲ့မလေးရှားဆိုတိမ့်နဲ့တန်းနဲ့ချီတောင်ရောက်နေပါကြီးဗျာเนาะအဲ့လိုခိုးဝင်ခိုးထွက်တဲ့ဟာဒီเนาะအဲ့တော့ကျွန်တော်ကတော့စင်မူရကြွက်တွိုင်းလားကြက်ကြွက်ကြွက်ကျွဲကျွဲလမ်းလို့ပေါ့ဗျာဟုတ်လားအဲ့လိုပဲဖောက်ပြလိုက်တာဒါပေမဲ့အဲ့ဒါကတော့လမ်းတော့ဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အလာရှင်မြတ်စီမှာလည်းဆူတောင်းပါတယ်เนาะဖြစ်လာတယ်ဆိုရင်ဒါကျွန်တော်ရဲ့အယူဆကျွန်တော်ရဲ့အတွေ့အခေါ်နဲ့ တရားဝင်လဲဝင်းကြီးရှိလဲပေးထားပါတယ်နိုင်ငံတိုင်းဝင်းကြီးနဲ့ဒီဟိုဟာနဲ့ဒီဝင်းကြီးရဲ့ဝင်းကြီးရဲ့ဟိုဟာပေါ့ကိုစလေပေါ့ဒီဒီပုဂ္ဂိုလ်ရှိလဲပေးထားပြီးသားပါเนาะအဲ့ဒါနဲ့ဆွေးနွေးချက်ကိုအခုတင်ပြလိုပါတယ်เนาะအဲ့ဒါဘာလဲဆိုတော့အချိန်မီအမြန်ဆုံးတိုက်ပွဲရဆက်ရနဲ့ 呢？泰国的，唔样容易啊，全部神秘。喏，过去也播十几年了，喏，过去阿达里了，整整了六年了。过去，伢伢一比伢说的，阿达我才多钱播啊？在那五年前，你比多比了，没那些五年前多比了的，阿达就什么新浪微博，这看，在那后头你也比了，才八位了嘛。也是真正的难人意呢，阿龙多，对阿没在木屋下铺养，现在是警察吧的，阿龙多，阿龙多骗啊，喏。 အဲ့တော့ခုနကဘာကြောင့်လဲဆိုတာဒါနော်ဘာလို့လဲဆိုတော့ဒီညမှာကျွန်တော်ဒီဟာတစ်ခုကိုဘာလို့ပြောတာလဲဆိုတော့အဲ့ဒီဟိမှာတော့ရှင်းမပြတော့ဘူးဗျအဲတွန်မာဒီနဲ့တွေ့တဲ့နေရာမှာစစချင်း तू ကနေပြောစပြီးတော့ပြောထည့်ရနော်မင်းတို့နိုင်ငံမှာဘူဂျူကြီးတွေကကြောက်နေတယ်ပြောလိုက်တယ်နော်အဲ့လုံငယ်စင်ကန်နဲ့ကပြောလိုက်တာ အာနာရှင်နေရတဲ့အာနာလွှတ်ရမှာကြောက်တယ်တဲ့ဘာလို့ဆိုတော့သူစပြောကြအရှက်ဘင်္ဂလားဒေ့ရှ်ကဝင်ကြီးအဲတော့ဘိုဂျုတ်အာနာကိုလွှဲပစ်လိုက်တယ်ဒီမိုကရေစီဟာတည်တံပေးလိုက်တယ်เนาะနောက်ကြတော့ချွန်နူးဝမ်ဘယ်လိုပဲတည်တံပေးတယ်တဲ့တောင်ကိုရီးယားက နော်ဘိုဂျိုကြီးဟောလေဘိုဂျိုကြီးနဲ့တူတယ်ဂျွန်နူးပါနောက်ကကျတော့ဒီကအင်ဒိုနီးရှားအနီနာလေးကအင်ဒိုနီးရှားကအဲနေပါဦးစူစူစူဟာတူနဲ့တူတယ်သူ့လည်းဖန်တာပြီးတည်တံပေးဖို့လုပ်နေတယ်တဲ့ကျွန်တော်မေးလိုက်ပါတယ်အဲကျွန်တော်ตาบาล่ะเนี่ยตัวตัวตาဝင်မေးလိုက်တယ် तू ကတော့ရင်းလဲရင်းနှီးနေပြီသားဆိုတော့ကျွန်တော်တော့လက်မှာဖြုံသွားတာ तू မေးလိုက်じゃတွန်းနဲ့တွန်းကိုလဲတဲ့ ဟိုဟာဒီဂျစ်တာအာနာရှင်ဆိုပြီးလူတွေကခေါ်နေတာပဲဘာလို့ပေးလိုက်လဲသူမေးတာအချက်ကောင်းမေးလိုက်တာဗျာသူပြောမိရှင်လေငါပေးတာပေါ်တယ်ငါကြောက်စရာမရှိပဲတဲ့ငါပေးတာငါလူတွေအမျိုးအလူတွေပေးတာတဲ့ငါ့ကိုဘယ်သူမှထောင်ချမှာမဟုတ်သေးရန်ပေးမှာမဟုတ်ဘူးတဲ့အဲ့တော့ အဲ့ကြတော့ तू ကပြောလိုက်တာအဲ့ဒါဓမ္မအခုတော်မှ तू ဒုက္ခပြီးနေတာဒါပါလို့ရတယ်ဒါရီမပြောတော့ဘူးအဲ့ဒီဟာတွေပါပါလိုက်ပြဿနာကြီးတက်ကုန်နေမှာဟုတ်လားအခုတော်မှဒါရီရဲ့သူ့အတွက်ကို तू ပြန်ပြီးတော့အဲမှုဖွင့်တာတွေပါလိညာတွေအဲ့ကျွန်းပေးလိုက်တဲ့ကိစ္စနော်ဟုတ်ပြီနော်အဲအဲ့ဒါကြတော့အဲ့တော့အဲ့ဒါကြီးအတွင်းကြီးတယ်ကျောင်းတိပါတယ်ကျောင်းပေးတယ်ဘာညာဆိုသူဥပဒေရသူပေးတာပါနော်ဟုတ်ပြီနော်အဲ့တော့အခုဘာလဲဆိုကြတော့အဲအဲ့တော့ तू ကပြောတာကဘာလဲဆိုတော့ အဲဒီမောင်ကျွန်တော်ပြောလိုက်မယ်ဆိုအဲ့နာမည်အမြင်မိတာဗျာအဲအဲ့ဒါ unofficially ပေါ့အဲ့ထက်မှမပြောဘဲနောက်မှပြောတာပေါ့လေအဲ့ဒီတရုတ် ဟိုဟာဒါတော့ဗျာတရုတ်ရဲ့ဘာလို့လဲမသိရနာမည်ကခဲလို့အကုန်သိပါလေဗျာကျွန်တော်ကလည်းသိတယ်မိတယ်မိတယ်အဲ့ဒီနာမည်ထွက်မလာဘူးကျွန်တော်လည်းအသက်ကကြီးပြီခွန်ဆက်ချောင်းနေရှိပြီဆိုတော့အမေရိကန်အမေရိကန်စစ်တပ်ကတော့မှအဲ့ဒါဒီသူသူ့ဟာတွေကိုလေ့လာရတယ်ပြောဘော်စီတုံးဟာလေ့လာရတယ်သူ့ဟာလေ့လာရတယ်နော်အဲရှေးတုံးကဟာကြီးပါအဲ့ဒါအင်းသူကဗာလဲဆိုတော့ရန်ကုန်တိုက်တယ်ဆိုရင်ရှီရန်တိုက်တာတွေကနှစ်ဖက်ကညှက်ပြီးတော့ဂန္ဓန်းကိုညှက်လိုက်တယ်ဆိုရင်အဲ့ဒါကပိုကောင်းတယ် ဒါပေမဲ့ဘတော့မှနောက်ကနေသွားမပြီးနဲ့ဝိုင်းမပြင်းနဲ့ဝိုင်းပြလိုက်ရင်သေမှာပဲဆိုပြီးတော့နော်ဝိုင်းဝိုင်းလိုက်ဆိုရင်သေမှာပဲဆိုပြီးတော့မှာတဲ့အဲ့တော့အသေးလေးပြန်လဲနောက်မှလိုက်ပြီးတော့တိုက်ရှင်တိုက်တယ်နော်အဲ့တော့ကျွန်တော်လူနာကလာနေပြီးပြောလိုက်ပြီးဆိုမှာတော့နော်음အဲ့တော့ကျွန်တော်အဲ့ဒါနဲ့အဲ့ဒါပေါ့ဗျာအဲအဲ့ဒါသူထွက်ပေါက်ပေးလိုက်ပါဆိုတဲ့သဘောပေါ့ဗျာ နော်ဒေါက်တာဝမ်စီသာပြောတဲ့ဟာတော့ထားပါတော့ပြကျွန်တော်အချိန်ကြီးကြားနေမယ်နော်အဲ့တော့အဲ့ဒါမြောက်ပိုင်းအဖွဲ့တွေနဲ့ရခိုင်တပ်မတော်ပေါ်တော့နည်းနည်းများပေါ်လေတရုတ်ကဩဇာရှိတယ်နော်ဟိုဟာရောအများကြီးတော့မဟုတ်ဘူးဗျာကချင်ပေါ်မှာလည်းရှိတယ်အဲ့တော့ဒါနဲ့ကတရုတ်နိုင်ငံကိုအထူးဖြင့် ပူပေါင်းပါဝင်လာဖို့ဆွဲဆောင်ဖို့လိုအပ်တယ်ဆိုတော့တည်တယ်မှာတယ်။နောက်ဘင်လားဒေ့ရှ်ဆိုတဲ့ရခိုင်တပ်မတော် ULA တို့ညီရဲရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ULA တို့ဟာဆိုရင်ရိုဟင်ညာတွေပြန်ခေါ်ဖို့ဟာတဲ့အဲ့ဒါအတွက်အရေးကြီးတယ်။ခေါင်းဆောင်ပါဝင်တဲ့လားကျွန်တော်အမြန်မပြောရတော့ဘူး။လူနာဆောင်နေယူဟလာမလေးရှားဥဆောင်ပြီးလုပ်လာတယ်။အာဆီယံနိုင်ငံတွေပါရမယ်။မလေးရှားထိုင်းစင်ကာပူအင်ဒိယအဓိကပေါ့ဗျာ။နောက်အရေးပါတဲ့လူကတရုတ်နဲ့အိန္ဒိယဘင်လားဒေ့ရှ်ပေါ့ဗျာ။ เนาะနောက်တခြားအရေးပါတဲ့အင်အားကြီးနိုင်ငံတွေကဩစတြေးလျအိန္ဒိယဂျပန်အမေရိကန်ဒါတွေက quad เนาะနောက်ရုရှားနောက်ကုလသမဂ္ဂဒါတွေကဒါဥဆောင်ပြီးလုံမှာအလုံးကိုလက်မှတ်ထိုးမှာအလုံးအလုံးရှိမှာအတိတ်တွေနဲ့ဖြစ်သွားမှာဘယ်လိုတွေဖိတ်မလဲဆိုတော့အလုံးပါဝင်တဲ့ဟာ เนาะကျွန်တော်ဒီမှာရေးထားပါကြီးအမြန်မဲ့ကျွန်တော်ပြောလိုက်မယ်ပြီးအောင်လူနာလဲစောင့်နေကြီးอ่ะเนาะမြန်မာစစ်ကောင်စီပါမယ် NUG အမျိုးသားစီလုံးညီညွတ်ရေးအစိုးရပါမယ်တိုင်းသားလဲနဲ့ကိုင်အဖွဲ့ကြီးမှုန်လဲအဲ့ချက်မဲ့ကျွန်တော် blog ထဲမှာရော Facebook မှာလဲရှိပါတယ်ဗျာနောက်ဂျာတစ်ခုလုံးလဲကျွန်တော်တင်ထားပါမယ်အရေးပါဆိုเนาะအရေးပါတဲ့ဟာရွေးတဲ့ရွေးကောက်တဲ့ထားတာပေါ့ဗျာ PDF အကုန်တော့ခေါ်လို့မရဘူးရာနဲ့ချီပြီးတော့အဲ့တော့လားအဲ့ဖျားအရေးကြီးတဲ့ဟာတွေပါနေညာတွေပေါ့လေဆွေးနွေးဖို့ကတော့မလေးရှားဒါမှမထိုင်းလို့တော့အကောင်းဆုံးပေါ့ဗျာ နော်ကျွန်တော်ထိုင်းပါပဲဖြစ်မယ်လေတူပါရဲ့ငင်းညာရေးဆွေးနွေးမှုရည်ရချက်တွေကပြည်သူစစ်ရမယ်နော်ယာယီအိမ်ဆောင်အစိုးရစနစ်အစ်စ်နဲ့ဖွဲ့ရမယ်အလုံးပါရမယ်နော်အခုပထမအချိန်မှာတော့သူတို့လည်းပါဝင်ပေးလိုက်ပြီးတော့စစ်မှဒါလို့ရမယ်နော်အဲအဲ့ဒါလို့ရမယ်ဘယ်သူတွေပါပါပေါ့ဗျာဒါကတော့အကုန်သဘောတူရင်ပြီးရတယ်အားလုံးလုံခြုံမှုအမှတ်ကောင်ပေးရမယ်နော်စစ်တပ်ဘယ်ကိုရောတော်လိုင်းရေးအဖွဲ့တွေရော အန်ယူဂျီတွေဘာတွေညာတွေအဲ့ဒီဟိုဟာတွေအကုန်လုံးရှိမြအားလုံးကိုအမှတ်ခံပေးရမယ်ဒီကရကွာလုံးဝနေပြီးတော့ဒီခုနနိုင်ငံတွေကနေပြီးအဲ တဘောတူထားပြီးနိုင်ငံရင်းနှီးမြှုပ်နှံမှုတွေကိုအာမကံမှုကာကွယ်မှုပေးရမယ်ဒါတရားမမျှတမှုမရှိဘဲနဲ့လက်ပိလိုက်ယူလို့ပြုလုပ်တာဟာတွေဆိုရင်တော့ပြန်လည်ကြည့်နိုင်ရမှာပေါ့ဗျာဒါမှတရုတ်ကဒါတွေကလုထားတာတွေကဟိုလုံးကဥသိမ်းစိမထွက်ခင်တော့က920တောင်ရှိတယ်ဆိုတော့ဒါတွေလွတ်မှာကြောက်လို့တရုတ်ကလည်းစန့်ကျင်နေမှာကြောက်ရတယ်အဲ့တော့သူ့လည်းအာမကံမှုပေးရမှာပေါ့ဗျာနော်လူသားချင်းတစ်ခွက်ကြောက်နေသူအားလုံးကိုလူသားချင်းစံနာမှုအကူအညီပေးဖို့ကဒါလူတိုင်းကလည်းပေးကျင်တယ်တကယ်လုံးက ပျက်စီးပြုတ်ပြတဲ့အိမ်ရွာလန်ဒရာအကုန်လုံးကိုပြန်လဲဆောက်ပေးမယ်တောင်အာဖရိကနမူနာနဲ့နော် DRC အဲ့ဒါနဲ့အဲ့ဒါပြန်လဲဟိုဟာဖြစ်ပြန်လဲတင်းမြတ်ရေးပေါ့ရင်ရှားစီရပေါ့အဲ့တော့တောင်အာဖရိကနမူနာနဲ့အဲ့ဒီနေရမနေပဲနဲ့တခါဒီရုပ်ကဒေါ်လန်စစ်ကြီးတို့လုပ်ခဲ့တဲ့ရင်ရှားစီရမျိုးစစ်တပ်နဲ့ရင်ရှားစီုံနဲ့ဖက်ထားုံနဲ့ဖြစ်တာမဟုတ်ဘူးပြအဲ့ဒီတာတဲ့တင်းမြတ်ပြန်လဲတင်းမြတ်ရေး တပီလုံးနဲ့တင့်မြတ်ရေးအားလုံးနဲ့တင့်မြတ်ရေးကိုလုပ်ရမယ်အဲ့တော့ညနေရဲ့လူတွေအားလုံးเนาะဖိနစ်ကြ နော်ခံစားယူရောကြီးပြင်းနေလာကြီးပြရမယ်တေစင်းတဲ့လူဓာန်ရတဲ့လူထောင်ကြခံရတဲ့လူဓာတ်ကြီးကော်မတီတောင်ဖြစ်နေကြာကိစ္စမရှိတော့ပစ္စည်းပစ္စည်းတွေအလုံးကိုရောကြီးပြရမယ်ဘယ်သူကပြရမလဲဆိုစစ်ကောင်းဆောင်တွေကပြရမယ်စစ်တပ်ပိုင်းဥပိုင်းအဖွဲ့အစည်းလုပ်ငန်းတွေကလည်းပြရမယ်နိုင်ငံတော်တိတ်ရဲ့အစိုးရတိတ်ကပြရမယ်နိုင်ငံအလူရှင်တွေကပြရမယ်စစ်တပ်ပြုပြင်ပြောင်းလဲရေးရပါလဲဆိုတော့စစ်တပ်ကနိုင်ငံရေးကလုံးဝထွက်ရမယ်နိုင်ငံရေးလှုပ်ချင်းတက်ကထွက် ိုက်တဲ့နိုင်ငံရေးပါတီဝင်ဒါမှမဟုတ်ဥပဒေရနိုင်ငံရေးပါတီတဲ့သူပြီးတော့ရွက်ကဘောဝင်အမှန်တကယ်အပြစ်မရှိသူတွေကအစ်စ်ဖွဲ့တက်တဲ့ကိုပြန်လဲပါဝင်ခြင်းလဲဆိုရှောက်ပေါ့ဗျာနော်အဲ့ဒါနဲ့ပြရမယ်အထူးသဖြင့်တော့ဟိုတွန်လိုင်းရေးအဖွဲ့တွေကိုနော် KIA ရို KNU ရို့ဦးဆောင်ပြီးတော့ AA တွေကလည်းအတူတူပေါ့ဗျာပြတ်သားလေးတွေတော့ရှိရပေါ့နော်အဲ့ဒီလူတွေနဲ့ဒါနဲ့ဦးဆောင်ပြီးတော့ကြံတဲ့လူတွေနဲ့အကုန်လုပ်ရမယ်နော် စစ်ကောင်စီခေါင်းဆောင်များအတွက်ဒါတက်မတက်အစ်စ်ကိုပေါ့လေတက်မတော်ဒီဘာမာပြည်ရဲ့တက်မတော်ဒီကိုစစ်ကောင်စီခေါင်းဆောင်များအတွက်အပြစ်တွေကခွင်းလွှတ်ပြီးလူချင်းချမ်းသာခွင့်ရှင်းညာပေးရမယ်ထွက်ပေါက်ပေးရမယ်ဒါမှပဲမဟုတ်ရင်တို့ထွက်မှာမဟုတ်ဘူးဗျနော်အဲ့ဒါတော့တို့ ICC ရောပါရောရှိနေတာတို့အဲ့ဒါတော့လူသိခံနေတယ်တို့တော့လူတွေတတ်ထားတာအကုန်လုံးဘုံနေကျဲထားတာနော်အဲ့ဒါပေးမှာပဲတို့ရမှာပဲဗျ အဲတက်လိုက်လို့လည်းဘာမှအကျိုးမရှိဘူး။နောက်သူတို့ကြိုက်တဲ့နေရာလက်ခံမှုသူသဘောတူတဲ့နိုင်ငံတွေမှာနေခွင့်ပေးရမယ်။တရုတ်၊ရုရှား၊အီအာဆီယံ၊ဥရောပတမကအမေရိကန်၊ကနေဒါ၊အော်စတြေးလျကြိုက်တဲ့လူပေါ်သူတို့လည်းတွားချင်းနေဟိုကလည်းခေါ်မယ်ဆိုရင်တွားပေါ်ဗျာ။သူတို့မိသားစုတက်စာမိသားစုတက်စာ နော်။ညီညီမျိုးနွယ်ပေါင်းတဲ့ တွက်ချက်ညီနိုင်ပြီးယူသွားခွင့်ပြီးတော့ပတ်စံမပါလဲမရဘူးလေဗျာ။ကြံငွေနဲ့ပိုင်ဆိုင်မှုအားလုံးတို့ကအခုကမြေးတွေထိအောင်ဗျာရတဲ့ဟာဒီဆယ်သက်စားလို့မကုန်အောင်ထားတာအဲ့ဒါဒီကိုနိုင်ငံပိုင်လုတ်ပြီးတော့အကုန်နိုင်ငံပိုင်နိုင်ရဲ့ထက်ရောကြီးပြေးဖို့အားထားရမယ်။ Now အစိုးရဒီနိုင်ငံသားအားလုံးနော်ဒီလုံကြီးတချောင်းဝင်အောင်ကြံနေတယ်။အဲ လွတ်လပ်ခွင့်တရားမျှတမှုရှိပြီးတော့ဒဏ်ထုခွင့်ရပေးတယ်ဥပဒေရကြော်စားရင်သာမခွဲပဲလူခွင့်ရအားလုံးကိုလေးစားသည်အားလုံးကိုနော်ဘ누구ခြံထားလုံးကမရဘူးเนาะအဲ့တော့အဲ့ဒါလေဟိုဟာလဲခရစ်စတန်လည်းခြံလို့မရဘူးမွတ်စလင်လည်းခြံလို့မရဘူးတိုင်းရင်းသားတွေလည်းခြံလို့မရဘူးเนาะ ရိုဟင်ညာလည်းခြံလို့မရဘူးเนาะကြိုက်လို့အဲ့ဒါနဲ့เนาะဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုမှနိုင်ငံတော်ဖြစ်စီရမယ်နိုင်ငံကြီးရတယ်မြည်သည့်အပုပ်ဆိုဘက်လိုက်ပဲနေရမယ်ဒါမှရမှာလीအမေရိကန်ဘက်လိုက်မှကြောင်းတရုတ်က ချမှာမရဘူးတရုတ်ဘက်ပဲလိုက်မယ်ဆိုရင်အမေရိကန်ဘက်ကဒီဘက်ကသဘောတူမှာမဟုတ်အဲ့တော့ဘန်ပလိုက်ပဲလုပ်ရမယ်အမှန်နဲ့ပဲလုပ်ပေါ့ဗျာဘန်မလိုက်ဘူးဆိုတော့အပြင်းအထန်ကြာကြီးနေရမှာမဟုတ်အမှန်နဲ့အမှန်ကြအလဲထိုင်နေတော့ဘယ်ရမလဲဗျာနော်ဒါအမှန်ဘက်ကလည်းရမှာယူစီလီသာကြာဆိုရင်ကျေးဇူးပြင်တဲ့ဒေါက်တာကိုကိုကြီးနော်ဒါကျွန်တော်အမြန်ပြောလဲတက်တူရိုက်ပြောလဲရတာပါ။ဒါကြီးကကျွန်တော်အရင်လည်းပြောပြီးသားဟာတွေပါ။နော်အင်္ဂလိပ်လိုလည်းကျွန်တော်ထည့်ထားပြီးသားပါ။